တတိထားမှာတော့ဖះကန်းကိုလိုက်ကလေးဆွဲပြီးတော့မြတ်စွာဘုရားကိုဖူးကျင်တဲ့အခါဖះအကြောင်းသွားဖူးရတဲ့လူဖះကန်းနဲ့ဝင်ကျင်တဲ့အခါလေးမှာတလေးတစားဖြစ်အောင်တော့အဲ့လိုတော့တုတ်တင်တယ်ပေါ့နော်ဖះရှိမှကိုကထမ်းမိတာတို့ကြောပေးထမ်းမိတာတို့မဖြစ်ရအောင်ဖះရှိမှလိုက်ကလေးလိုက်ပတ်တင်ရှင်လေးတခုကာထားပြီးကိုစိတ်ထဲမှာ ဖះစီသွားအောင်မယ်ဖះကြောင်းသွားအောင်မယ်ဆိုချက်ချင်းရောက်သွားတာပေါ့နော်ဘုန်းကြီးကြောင်းတယောက်သွားနေမလွယ်ဘူးလေအဲ့တော့ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖះကြောင်းတော်လို့စိတ်ထဲမှာထားပြီးဖះကြောင်းသွားအောင်မယ်ဆိုရင်သွားလိုက်တာအဲ့ဒါတော့ပို့ပြီးတော့ကုသိုလ်ရစရာရှိတယ်ကုသိုလ်ရတယ်ဆိုတာအရေးကြီးတာ intention ပေါ့လူတွေရဲ့စိတ်ဆန္ဒစိတ်နေသဘောထားအမတ်တမဲလုံပြီးလို့ရလုံနေတာဟုတ်အတ္တံပဇာနာကတ္တကုသိုလ်လို့ခေါ်တယ်သူက အဲ့ဒီကတ္တကံလို့ဖြစ်သွားတယ်အမတ်တမဲတွေလောက်တာလေအဲ့တော့ကုသိုလ်လို့ရင်အမတ်တမဲမလုံးနဲ့အမတ်တရားလေးပဲလုပ်အမတ်တရားလေးပါပဲလုပ်လို့အန္တိတဏ္ဍာစအမတ်တရားလေးပဲလုပ်အမတ်တမဲလုံလိုက်တဲ့ကုသိုလ်ကောင်းမှုတွေကမဖြစ်ဘူးလားဆိုဖြစ်တယ်ဒါပေမဲ့အာနေဆုံးလုပ်ပြီးလို့သာ ကုသိုလ်ကံလို့ပြောလိုက်တာဖြစ်တယ်နော်သို့သောစိတ်ထဲမှာအမတ်တရားမရှိဘူးအဲ့တော့ဘုရားကံ တည်တံလေထားပြီးတော့ကိုယ်ွက်တယ်ဆိုတာမကိုယ်ွက်တော့ဘူးဆိုတဲ့အယူဆတော့မဟုတ်ပါဘူး။ဖះကိုယ်ွက်တာပဲเนาะအဲ့တော့ယေတိတာတော့ဖះရှိမှကြောပေးထိုင်တာတို့မလေးမစားနေထားမျိုးတွေမတွေ့ရအောင်ဖះကန်းကိုတည်တံလေလုပ်ပြီးတော့လိုက်ကလေးကာထားပြီးကိုယ်စိတ်ထဲမှာ ဖះကြောင်းတော့သွားလိုက်အောင်မယ်ဖះဖူးလိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးနဲ့သွားလိုက်ရင်ခြေတလန်းဝေတန်းတက်မယ်ဆိုတာမျိုးဖြစ်မှာပေါ့ဖះကောင်းမဲ့ဥလှဲ့လိုက်တဲ့ခြေလန်းလေးဟာတန်ဖို့ရှိတဲ့ခြေလန်းဖြစ်သွားမယ်အဲဒီလိုလေးတတိထားပြီးတော့ဖះကန်းကိုလိုက်ကလေးကာထားပြီးအဲ့လိုနေချထိုင်ချပြောကြမယ်ဆိုရင်အပြစ်ဖြစ်စရာမမှမရှိပါဘူးအဓိကတော့ကာရောသနိဝတ္တောသဆိုတဲ့အတိုင်းဗုဒ္ဓအကာရောမဖြစ်ဖို့ပဲအဓိကတော့ ရသောအဖြစ်မှတ်တမဲ့နေရင်ဗုဒ္ဓအာဃာရဝဖြစ်တယ်။နောက်ရှိလူဘုရားဟောတက်တယ်ထီဆောင်တက်တယ်ဗုဒ္ဓအာဃာရဝလို့ခေါ်တယ်။အဲ့ဒါအာဃာရဝလို့ထားဖြစ်တယ်ပေါ့။ထီဆောင်ရင်လည်းအာဃာရဝဖနှက်စည်းရင်လည်းအာဃာရဝဘုရားကြောပေးနေရင်လည်းအာဃာရဝရှိလူဘုရားမှာဃာရဝလို့အာဃာရဝလို့ဖို့တော်တော်ခက်တယ်ဘာလို့လဲဆိုစေတီကြီးရှိခွေနောက်ကဘုရားရရှိနေတော့ကြောပေးနော် အဲ့တော့စေရီဘုံမှာဘာမှမရှိပဲနဲ့စေရီတို့ကြီးနဲ့တစ်ဖက်သက်ပဲဘုရားဆင်းလူတော်တွေပါတယ်ဒီလိုပဲရှိတဲ့နေပေါ့တစ်ဖက်ကိုကြောပေးနေရတာအသိအမပြေဘူးပေါ့နော်ဟောအဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့စမပြေမှုတွေပေါ့ဒီဟိုကလူတွေကသူတို့ရဲ့ယောကယုံကြည်ချက်လည်းပါတာပေါ့ဗမာရင်းအရလို့ရှိတယ်ဘုရားကိုကြောပေးပြီးဓမ္မရိုက်တာဒီဟိုကလူတွေကအဲ့လိုလုပ်ရင်တော်တော်စိတ်ဆိုးတာသူ တမ်းမြစ်တယ်သူတို့စီမလုံးအောင်ဖះဖះရှိမှာဖះကိုကြောပေးပြီးဓာတ်ပုံရရင်သူတို့မချဘူးတော့ဖះကိုကြောပေးအကရဝဖြစ်လို့ပါအမှားတော့အတိပ္ပယ်ကတော့ဖះဆိုတာဥဒိဋ္ဌာမှာဖြစ်တယ်ကိုယ်ကမယုံမသိမလုံးမိအောင်တော့တတိထာမှာဖြစ်တယ်စိတ်ထဲကမပါမိမဲ့လို့အနေထားတစ်ခုကမယုံသေးရရောက်သွားတယ်ဆိုမကောင်းဘူးလားအဲ့ဒီအတိပ္ပယ်ပါပဲအဲ့တော့ ကိုယ်အိမ်မှာဘုရားသားကိုယ်ဝေခြင်းအပြင်ကိုယ်စိတ်ထဲမှာတို့ဟာဘုရားနဲ့အတူနေတယ်လို့ဆိုရဲစိတ်ထဲမှာထားပြီးဘုရားကိုယုံကြည်နေစားဖို့ပေါ့နော်ယုံကြည်နေစားမှုဘုရားဝေယဝိစာကိုအနိကအဝေးသွားစရာမလိုဘဲနဲ့ကိုယ်အိမ်မှာပဲကိုယ်ပြုစုလို့ရဝိသခာကြောင့်မကြီးဟာဘုရားကိုအိမ်ပင့်ပြီးတော့ဘုရားရဲ့ဝေယဝိစာတွေလုတ်တယ်လို့လေကိုယ်စိတ်ထဲမှာလို့ထားပေါ့ဒီဘုရားတို့အိမ်ပင့်ထားတာ အိမ်ပင်ပြင်းတို့နေတိုင်းဆွန်ကတ်တယ်နေတိုင်းပန်းရေချမ်းလူတိုင်းနဲ့ဆိုတဲ့စိတ်ကြည်နေမှုမျိုးရအောင်လုပ်မယ်ဆိုရင်တိတ်ထန်တဲ့နေမှုတွေစာပြီးသမေစိတ်တွေတမန်ဖလန်လို့ဆိုတဲ့မြတ်စွာဘုရားတတော်ထင်ရှားရှိတဲ့ပဲဖြစ်စီမရှိတဲ့ရုပ်ဘာစင်တော်ယေရှုရဲ့ဖြစ်စီတူညီတဲ့စိတ်တဝိသခာရဲ့စိတ်ဓာတ်မျိုးဖရာကြည်ညိုတဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်အနာရဝိရဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်ဆိုလို့ရှိရင် ကုသိုလ်ကထတ်တူညီများရတယ်လို့တောင်ဟောထားတာပေါ့နော်စိတ်တူရင်ကုသိုလ်တူတယ်လို့သူတို့ပြောတာမတူရင်တော့ကိုကနှိမ့်ကြရင်တော့နှိမ့်ကြမှာပေါ့နော်အဲ့တော့ရသော်ဘုရားကိုပူဇော်ရတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုကဒီနေ့ရရှိပြီဘုရားကိုပူဇော်ခြင်းနောက်တစ်ခါအိမ်သစ်တက်တယ်ဒီနေ့မင်္ဂလာခန္ဓာတစ်ခုနဲ့မိတ်ဆွေသင်္ကားတွေကိုဖိတ် တန်ဃာတွေရှင်မြတ်တွေကိုပြင့်ပြီးတော့အနည်းငယ်ပြည့်ရွတ်တယ်ဆိုလိုတာကပြိတရားနာယူတယ်ပေါ့နော်ပြိတရားနာယူတဲ့အခါမှာအရေးကြီးဆုံးလုပ်ရမယ့်ကိစ္စကတော့နံပါတ်1အရေးကြီးဆုံးလုပ်ထားတဲ့ကိစ္စတခုရှိတယ်လူတွေတော့ဖိတ်တယ်နတ်တွေမဖိတ်ဘူးဆိုရင်နတ်တွေကပရင်ပေါက်ကနေမျောကြည့်နေလိမ့်မယ်သူတို့ကတော့ငါတို့တော့မဖိတ်ဘူးသူတို့ကြည့်ရစားနေကြတယ်လို့အောက်မေ့ပါဘုံဝဇုနတ်တွေယောဂဇုနတ်တွေကိုဘောဝန်ကျန်ကိုမဖိတ်ဘူးဆိုရင် ူတို့လည်းဝမ်းနေကြလိမ့်မယ်အဲ့တော့လူတွေဖိတ်သလိုနတ်တွေလည်းဖိတ်ရမှာပဲမြတ်စွာဘုရားကိုယ်တိုင်ကဒါမိန်ကြခဲ့တာဒါနတ်ကိုဝဲတာနဲ့မဆိုင်ဘူးတချို့လည်းရောထွေးပြီးနတ်ကိုအမြင်ကတ်တဲ့လူကရှိသေးတယ်နတ်ကိုအမြင်ကတ်ဆရာမမဟုတ်တာနတ်ဆိုတာဟိုမရှိတာမဟုတ်ဘူးလေဘုံမစိုးနတ်ရှိတယ်ယုတ်ကစိုးနတ်ရှိတယ်အပြည့်ကြီးနဲ့အသက်နေတဲ့နတ်တွေတပည့်ဆက်ကြတရားဟောတော့ပါရမောလား ရှေးဥစွာပုံမာဒေဝသတ္တမနုဿဝေတုဖះဟာတမဆက်ကြတရားဣတိပတ္တနာမှာဟောတယ်ဆိုတော့သူတို့ကစပြီးတော့သာဓုခေါ်ကြွေးကြော်ကြသူတို့ကစလိုက်တဲ့အတန်ကြီးကကောင်းဝေပုံကဟိုးပြမတွေထီအောင်ရောက်သွားတာပဲလေဘုံမနန်ဒေဝနန်တတ္တံသုတ္တဝဘုံမစုံတတ္တရဲ့အတန်ကြတော့မှဇတုမာရဇိကဒေဝသတ္တမနုဿဇတုမာရတတ္တရဲ့သာဓုခေါ်ကြတာတည်င်းဆိုတာ ပြန့်သွားတယ်အဲ့လိုပြန့်နှံ့သွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်သူတို့ကစတင်လိုက်တာလူတွေပါလှုပ်လှုပ်နဲ့တရားအရင်သိတယ်ပြီးတော့ကုသကမှုလို့ရင်နတ်တွေကိုမေ့မထားဖို့အရေးကြီးဆုံးပဲလူကတော့သာရုခေါ်ရတော့မှပဲခေါ်ခြင်းခေါ်ခြင်းနာနဲ့ခေါ်ရမဟုတ်ဘူးတစ်ခါတလေကျဝိจิตတန်ကြီးခေါ်တာတွေများတယ်။ဘာလို့ဆိုလူတွေကသာရုရဲ့အကျိုးသိမ့်မသိဘူးလေ။နတ်တွေကျတော့သာထုရဲ့အကျိုးကလွန်တန်းဖို့ရှိတာ သူတို့မှာခုခေတ်စကားနဲ့ပြောရင် promotion တက်သွားတာတာတို့တစ်ခါခေါ်လိုက် promotion လူကတော့မထူးဘူးလေတက်ဘူးကိုတမင်းကိုစားနေကြတာဆိုတော့အဲ့တော့လူတွေကတာတို့ကိုသိပ်ပြီးတော့တမိုးမထားကြတာပေါ့တာတို့ကလူလဲအကျိုးမပြုဘူးလားဆိုပြုတယ်ဒါပေမဲ့မသိတာတော့လူတွေသိတ်တမိုးမထားဘူးเนาะတာတို့ခေါ်ရမယ်ဆိုတော့အစင်လာရတာခေါ်နေကြတယ်လူထင်းနေဘာလို့လဲဆိုတော့တချို့ဆိုတာတို့ခေါ်ရင်တန်းသွားတာတွေတွေ့လိုက်လို့ အဲ့တော့စိတ်ထဲကလိုက်လိုက်လဲလဲခေါ်တာမဟုတ်ဘူးခေါ်ရမယ်ဆိုလို့ခေါ်လိုက်တဲ့သဘောတော့ပဲဖြစ်နေတယ်ပေါ့နတ်တွေကြတော့အဲ့လိုမဟုတ်ဘူးသာဓုတခုံးခေါ်လိုက်တယ်နဲ့သူတို့မှဘုံတကိုယ်တွေကတက်သွားဒါကြောင့်သူတို့သိတ်သာဓုခေါ်ခြင်းနဲ့နတ်တွေကိုအထူးဥစားပေးပြီးတော့မြတ်တမ်းပေးဝေထင်းတယ်ပေါ့လူတိုင်းလူတိုင်းကိုယ်နဲ့ပတ်သက်ပြီးကိုယ်အိမ်မှာလည်းပဲနတ်ကရောက်နေတတ်တယ်ရှိနေတတ်တယ်ရှိတယ်ဆိုတော့ကိုယ်နေရာလာနောက်ရတာမဟုတ်ဘူး သူတို့ကအားလျော်စွာလာဖြစ်တာလေအိမ်ထဲမှာဟိုအိမ်မှာကန့်နေတတ်တဲ့အိမ်မြောင်တို့လိုအကောင်းလေးလေအိမ်မှာသူကသူဖြစ်လာတာကိုခေါ်ထားတာလည်းမဟုတ်ဘူးအဲ့လိုမျိုးလိုပဲကိုမမြင်ရတဲ့နတ်တွေပါတွေကလည်းအိမ်ထဲမှာလာလူရဲ့အစင်တန်းလိုက်နတ်တွေကလည်းရောက်လာတတ်တယ်လူရဲ့အစင်တန်းအားလျော်စွာအဲ့တော့ဘာကြောင့်တည်တာတော့လို့ဆိုတော့